ဆိုဖီရဲ့မင်္ဂလာဆီဆက်ပွဲမှာပုံပြပန်းပြဖြစ်ခဲ့တဲ့အမှုရာကြောင့်ပရိသတ်စီကအပြုတ်ခံနေရတဲ့နော်ဘော့အေတာကဲပရိသတ်ကြီးတို့ရဲ့ဆယ်လောက်ပိုင်းဆက်ရနေမှာတော့ပရိသတ်တွေအားလုံးရဲ့အချစ်တော်ငယ်စဉ်တို့အတူလေးရာဆစ်ဆက်လက်မှတ်ထိုးတဲ့ပွဲကိုကျင်းပခဲ့ပြီးပဲဖြစ်ပါတယ်ဒီပွဲခဏကိုတော့အကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးအမတ်တရားတွေဖြစ်အောင်လုပ်ခဲ့ကြသလိုအနုပညာရှင်မောင်နှမများစွာကိုလည်းဖိတ်ကြားခဲ့ကြပါတယ် သူတို့အနေနဲ့ကတော့အမှုပညာသမားတွေဖြစ်တာကြောင့်ဒန်တူဒန်များဖိတ်ခဲ့ကြပေမဲ့လည်း노보အထားရဲ့အပြုတ်မှုတစ်ခုကစိုးပြေးရောက်မှကိုပါစိတ်မကြည်မသာဖြစ်သွားရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။အဲ့ဒါကတော့အမတ်ရက်တပ်ပုံတွဲရိုက်တဲ့အခါမှာဇာကနဲ့အတင်းလူပြီးရိုက်ခဲ့တဲ့노보နဲ့အတူဘေးနောက်မှာရပ်နေကြတဲ့ခမိခမက်နှစ်ယောက်ကလည်းမျက်နှာပြတ်သွားကြလို့ပွဲစုနေခဲ့ကြတာပဲဖြစ်ပါတယ်။ တကယ်တမ်းမှကြတော့နော်ဘောဟာဇပ်ပုံနယ်မှာလလပပဖြစ်စီဖို့ရှီတိုးတာဖြစ်ပေမဲ့လေသရိုတာနာအတင်းကက်တဲ့အတွက်အတော်လေးရုပ်ပေါက်တလို့ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါအနုပညာမောင်မားရေလို့ဘလိုပဲပြောပြောမိသားစုကြားအခုလိုမျိုးတိုးရှက်ဝင်တာဘလို့မှမတင်တော့ကြောင်းကိုဝိုင်းပြောနေကြတာမို့ရိတ်သက်ကြည့်သူရဲ့အမြင်လေးတွေကိုလည်းပြောပြီးတော့ကြပါအောင်နော်